နှစ်နိုင်ငံကြားကုန်သွယ်ရေးငင်းပေါမှုတွေကိုလျှော့ချဖို့ညှိနှိုင်းသဘောတူညီမှုရရှိခဲ့ခြင်းဟာတရုတ်အမေရိကန်ဆက်ဆံရေးကိုအစ်စ်ကနေပြန်ဆလိုက်နိုင်ခြင်းဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။မေလ၁၂ရက်နေ့တုန်းကတရုတ်နဲ့အမေရိကန်တို့ဟာနှစ်ဖက်ကုန်သွယ်ရေးမူဝါဒတွေပြန်ဆိုင်နေမှုကိုလျှော့ချဖို့ညှိနှိုင်းသဘောတူညီမှုရရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်တွေအရအမေရိကန်ရောတရုတ်ကပါ ပင်ကုန်တွေအပေါ်အပြန်အလှန်အခွန်နှုံးထားတွေအလွန်အကျွံစီးကျက်နေကြတာကိုရှော့ချဖို့နဲ့တချို့ကုန်စည်တွေနဲ့ပတ်သက်ပြီးရပ်ပေါင်း90ဆိုင်းငံ့ထားဖို့သဘောတူညီကြောင်းထုတ်ပြန်ခဲ့ကြပါဗျ။အဲ့ဒီရပ်ပေါင်း90အတွင်းနှစ်နိုင်ငံနောက်ဆက်တွဲဆွေးနွေးမှုတွေကိုဆက်ပြီးလှုပ်ဆောင်နေမှာပါ။သဘောတူညီချက်တွေအရအမေရိကန်ဟာတရုတ်သွင်းကုန်တွေအပေါ်ကုန်စည်တန်ဖိုးတွေရဲ့145ရာခိုင်နှုန်းအထိမြင့်ကျင်စီးကျက်ထားရတာကနေ့ 30ရာခိုင်နှုန်းသာဆီကြတော့မှာဖြစ်ပြီးတရုတ်ကလည်းတချို့သောအမေရိကန်ကုန်ပစ္စည်းတွေကို125ရာခိုင်နှုန်းအခွန်ဆီကြမှုကနေ100ရာခိုင်နှုန်းသာထရှိဖို့တဘောတူခဲ့ပါတယ်။ဒါပေမဲ့တချို့ကုန်စည်တွေရဲ့အခွန်ဆီကြမှုနဲ့ပတ်သက်လို့တော့ရက်90ဆိုင်းငံ့ကာလအတွင်းဆက်ပြီးဆွေးနွေးကြမယ်လို့ဆိုပါတယ်။ Trump ကဆက်လက်ပြီးသူ့ရဲ့အဆိုရဟာတရုတ်နဲ့ဆက်ဆံရေးကိုအလုံးစုံအစ်စ်ကပြန်ဆလိုက်နိုင်တာဖြစ်တယ်လို့ပြောပါတယ်။သဘောတူညီချက်တွေရဲ့အကောင်းဆုံးအပိုင်းကတော့အမေရိကန်စီးပွားရေးလုပ်ငန်းတွေကိုတရုတ်ကိုယ်တိုင်က လိုလိုလားလားဖိတ်ခေါ်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့လဲထရန့်ကအမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။